လူပေါင်းရာနဲ့ချီတဲ့အသက်တွေကိုလက်စားချေဖို့တပြက်ခဲ့တဲ့ဂျင်းစာတစ်မိသားစုတစု တာကာရောင်ထယ်လူရွှေရှင်ကနဲ့ခက်ဆင်စင်အကြောင်းလာဖြစ်ပြမျိုးပါပဲ1950ပြည့်နှစ်တွေတုန်းက OIUV နဲ့ဒါတိတ်ဆိတ်တမျိုးနေမှာပေါ့မြို့ခံတွေကရွတ်မုံဝီတမျိုးကြီးတွေဒီနေရာနဲ့မဆိုင်တဲ့သူတွေလူသတ်မှတ်ထားတဲ့ခရူမီတာစုတစုနေထိုင်ခဲ့ပါသူရူမီတာစုဟာမြို့ကင်း Ravenwood တဒေါ်ဇနာက6ချားစရာအဟောင်းကြီးတဲ့နဲ့မှာနေနေခဲ့တာပါ တညမှာတော့နှုသားတွေဟာကြောက်စိတ်နဲ့ယူသီးမှုတွေကြောင့်သူတို့ရဲ့ဂျင်းစာကိုဖျက်ချနိုင်ဖို့ဆိုပြီးခရိုမီတာစုရဲ့အင်ကိုမီရှုခဲ့ကြပါတယ်။ဆိုမီတာစုကအသက်ရှင်ချန်ရခဲ့ဖို့ရှုံးကန်ကြိုးစားပြီးထွက်ပြေးခဲ့ရပါတယ်။ဒေါသဝမ်းနည်းမှုတွေနဲ့အတူအဲ့ဒီတတော်တွေကိုတက်ွက်တော့ခဲ့ကြပြီးအဲ့ဒီနေ့ကစပြီးလက်စားချေဖို့ဂျင်းစုခဲ့ကြတော့တာပါပဲ။နေ့နေ့နဲ့ကြာတော့ Riffin Wood တာနာမှာနူဝီတီယောက်ပီတီယောက်စတင်ပြီးတော့ပြောင်းဆုံးလာခဲ့ပါတော့တယ်။ Downtown သမားတွေခရီးသွားတွေ ဒီသကံတွေပါမကျမ်းပေါ့အသက်မသေးပဲလူမြောက်လာတဲ့သူတွေရဲ့ပြောပြချက်အရခရူမီတာစုဟာတူတူကိုမိရှုခဲ့တဲ့အတွက်သူတွေကိုလက်စားချေဖို့လိုက်လံဖန်စီတက်ဖြစ်နေတာတဲ့အဲ့ဒီတတော်ဟာတီမင်းတော်အုပ်ဖြစ်လာခဲ့ပါတယ်ဤမျိုးမိုင်းတွေစူးရီချတာတဲ့တွင်းတွေပွက်ထားတဲ့ဝတ်ချုံထောင်ချောက်တွေဝါယာဂျိုးခွင်းထောင်ချောက်တွေနဲ့ပြည်နေခဲ့ပါတယ်ခရူမီတာစုကတော့သူတို့ရဲ့တားကောင်းတွေကိုပြောရှင်စွာလိုက်လံရှာဖွေပြီးတတော်နဲ့တွေ့ဆွဲခေါ်သူဟာတက်ဖြက်စာတောက်လိုက်ပါတော့တယ်ကျန်ခဲ့တဲ့ဒေလွန်စားဆိုလို့ တွေးစွန်းနေတဲ့ကြီးကန်းအတောင်တစ်ခုပဲရှိတယ်လို့ဆိုကြပါတယ်